ကဘာမဆုံးခင်ချက်ကိုကဘာအကြီးကျယ်ဆုံးယတနာမှုဆိုခေလူတိညာသည့်အသက်ရွယ်သို့မဟုတ်တရားဝတ္ထုကြီးတည်နေရမိညာပင်ရှိပါစေ။သူရှာနိုင်ခဲ့တဲ့ယတနာရှာရန်အကျိုက်ဆုံးနေရာသည်ရေအောက်ခေတီသူတတိခေရာပြောရဲကမကောင်းစွာပဲကြောက်မက်ဖွဲ့ကောင်းသောနေအောင်ချင်းမိတောင်သည့်ဂျိုးကိုချိမှန်သည်။လောကကြီးကကမောက်ကမဖြစ်သွားတဲ့အီလက်ထရောနစ်ပစ္စည်းအလုံးကျော်ပြီးအစိုးရပြောက်ွယ်သွားတဲ့အတကြောင့် စစ်ပရင်တွေအုပ်ချုပ်လာတဲ့များမကြမီမြို့ကြီးများသည့်အစာငတ်လာကြသည့်ပတ်စံကသုံးမှုဝင်တဲ့ယောဂါတွေပြန့်သွားတဲ့စီးသူမဟုတ်လောင်စာရှာရန်မဖြစ်နိုင်ပေနေအောင်ကြီးကြောက်ရောက်ပြီး၆နှစ်ကျော်တည်းအင်္ဂလန်တွင်ယတနာမှုစုအဖြစ်လုပ်ကိုင်နေစေဖြစ်သည့်ရက်ကွက်ဟောင်းတစ်ခုသို့သူရောက်လာသည့်ပြီးတော့အဲ့ဒီမရဘူးခဏလောက်ဆောင်ကြည့်ပြီးမှဟိုတယ်တစ်ခုလေးကိုဝင်ပြီးထန်းတောက်စီကိုလေကားထစ်တွေတက်တဲ့နီကက်စစ်စေးတဲ့စာအုပ်စင်ကြီးတစ်ခုရှိတဲ့ခန်းကိုဝက်ထားတဲ့လှိုးဝက်တကားကိုရှာမတွေ့မချင်းကျက်ကတိချက်ချင်းဆိုတလို့ပောက်ကွဲစေတဲ့ဒီပစ္စည်းတစ်ခုကိုတက်ဆင်လိုက်သည် အဲ့ဒါသာတမဏိတကားကိုတွန်းပွင့်တဲ့ထုံနောက်အလင်းအောင်ရရှိရန်သူ့ကိုယ်ပိုင်ဘက်ထရီကိုချိတ်ဆက်တီစကဝက်လိုအပ်သောလုံခြုံသောကလုတ်ခုံတစ်ခုရှိသည့်ထိတော့သူကတော့ပေါ်ကလက်ဖွေရရကိုကြည့်ရဲမှန်ကန်သောစကလုံးကိုရှာတွေ့သည့်အချိန်မဆုစာအုပ်ထဲတွင်စာလုံးများကအောက်ဆက်ပါမိခန့်တက်တာကိုဖွင့်လိုက်သည့်နှင့်မတန်ဟောင်းများစူးစိမှုတစ်ခုကိုတွေ့ရှိခဲ့သည့်စကဝက်နှင့်ခန့်ညီတော်တစ်ခုကိုကစားပါခိတာသည့်ဒုတိယရွှေဝက်ထားသောဘေကင်းမှုကိုဖွင့်ပေးသည် ဂျက်ဒီအလွန်စည်းကြီးတို့တရော့ကိုထုတ်ယူသည့်ထိုးချိန်တွင်ရဲယူနီဖောင်းဝတ်ထားသောလူယန်ကအများပြားခန်းထဲကိုဝင်ပြီးတရော့ထုတ်ခိုင်းနေတာပေမဲ့ဂျက်ကလက်မလွှဲပဲပြစ်တက်မဲ့လိုချင်းချောက်ခဲ့ပါတယ်လူယန်ကတွေကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားကြတယ်။ဒါကြောင့်ဂျက်ကပြစ်ခတ်ပြီးတယောက်ကိုတယောက်တက်ခစ်လိုက်တဲ့အပြန်တွင်းမှုခဏလေးလိုတဲ့အခါထိုးနှစ်ချက်အနေနဲ့လဲလဲပေးပါကြီးစံကုံသွားတော့ခါပြင်းနေတဲ့လူရဲ့နောက်ကျောကိုဓာတ်နဲ့ခစ်တယ် ခေါင်းဆောင်ကဓာတ်ကိုယူခဲ့ချက်ကသူ့ကိုလက်ညှိုးပြုံပေးတာကခေါင်းဆောင်ကိုတက်တဲ့ဓာတ်ပုံမှာဖောက်ခွဲဤတစည်းရယ်ကိုအသက်သွင်းပါတယ်ခဏအကြာကျဒီစိတ်ယုံတစ်ခုဖြစ်လာတော့ကြီးမသောအင်ကြီးတဲ့သူသူငင်သွားတဲ့ခေါင်းဆောင်ကဓာတ်ကိုယူခဲ့ချက်ကသူ့ကိုလက်ညှိုးပြုံပေးတာကခေါင်းဆောင်ကိုတက်တဲ့ဓာတ်ပုံမှာဖောက်ခွဲဤတစည်းရယ်ကိုအသက်သွင်းပါတယ်ခဏအကြာကျဒီစိတ်ယုံတစ်ခုဖြစ်လာတော့ကြီးမသောအင်ကြီးတဲ့သူသူငင်သွားတဲ့ ဂျက်ကသူ့လက်ထောက်ကိုမြင်လို့မရတဲ့ကလန်းချက်ကိုရှာဖို့ဂျက်ကသူ့လက်ထောက်ကိုအောက်ကစကြတဲ့အခါဂျက်ကသစိန်တွေအတွက်တူတီထားတဲ့ထောင်ချောက်တွေကိုရှောင်ပြီးသူ့ခွေးကိုပြုတ်ပြုတ်ရှင်ချွေးမွေးပြီးနောက်ဂျက်ကသူ့ရထားတဲ့ခိခါတွေကိုအလုတ်အတွက်ပေးရတဲ့ခိခါတွေကိုဖြတ်သွားပါတယ် အိတ်ကျသွားတဲ့အခါအရက်တောက်ရင်စုပ်ကစားနေတဲ့မှတ်တမ်းတစ်ခုအပါဝင်မနက်ခင်းမှာကဘာတဝမ်းကအသည့်ဆက်ဆက်လေးတစ်စင်းညွန့်ညွန့်မှုအိမ်မက်မက်ခဲတဲ့ချိန်ခါအထင်းထွက်ပြီးထောင်ချုပ်တစ်ခုမှာဖမ်းမိတဲ့စစ်သားတယောက်ကိုတွေ့လိုက်တာကြောင့်ဘယင်ကသူ့ကိုတွေးဖို့ကြွလာတယ်လို့ပြောတဲ့အတွက်ဂျဲကစစ်သားကိုမကူညီပဲလှေပေါ်ကထွက်သွားခဲ့ပါတယ်။ ခိုးတောင်တစ်ခုတွင်အောက်ကစတီစစ်သားများစွာဖြင့်ဝင်းရံဆောင်တိုင်းနေပြီးလူအများပြားကိုနှာရန်ထားကြောင်းရှင်းပြတော်လဲဂျိတ်ဒီအောက်ကစကဲတို့အရာများကိုညီတူညရှာမတွေ့နိုင်သလိုလူရင်ချင်းမှုကိုပြန်လည်တိဆောက်ရန်ကြေကသာသနာကိုစိတ်ငြိမ်ဝင်စားတည်တော်လဲအောက်ကစတီသူအားစုလက်ကိုပြတ်တချင်းခဲသူစကားကိုနားထောင်စီသည် ဒီမော့တစ်ဆဆရဲ့ရည်ရွယ်ချက်ကတော့လူဝတ်တူလောင်ယုံမှာတင်းစီထားတဲ့မွန်လင်းဆက်ကိုပြန်လည်ရယူဖို့ဖြစ်ပြီး Perry ဟာတိုက်ခိုက်ခံခဲ့ရတဲ့ပထမဆုံးမျိုးတွေတဲကတမျိုးဖြစ်တာကြောင့် Axe အစိုးရကဂျေးရဲ့နိုင်ငံတော်ဖန်တာတွေအားလုံးကိုချီးပြောင်းပေးခဲ့ပြီးဂျေးကသူ့လိုအပ်တဲ့အရင်းအမြစ်တွေနဲ့စာနယ်ရေးခါရီအားလုံးကိုပြိမယ်လို့ကတိပြုထားတာကြောင့်ဂျေးကသူ့ခွေးလေးကိုနှုတ်ဆက်ဖို့အရင်ဦးဆုံးအလုပ်သွားခဲ့တာပါ။နောက်မှပြန်မလာရင်ဂျေးကဩဂတ်စ်ရဲ့လက်ထောက်ကိုသူ့အိမ်မွေးတွေးဆန်မှုကိစ္စပေးမှုတောင်းဆိုပြီးဂျေးကလေးစိမ့်မှာကြီးစက်အပေါက်တွေရှိနေတာကြောင့်ဩဂတ်စ်ရဲ့လက်ထောက်ကို ူအိမ်မွေးတိရစ္ဆာန်ကိုမြေပုံပြပြီးမြို့လေကတပုံတွေကိုရှောင်ရမယ်လမ်းကြောင်းတွေကိုပြုတ်ပြပေးမှာဖြစ်ပါတယ်။အာကရှ်ရဲ့အဆက်အသွယ်တွေတဲကတယောက်ကဂျက်ကိုမော်လစ်ကိုပြန်ယူပြီးတာနဲ့သူ့ကိုလမ်းပြဖို့ဂျက်ကိုရှာပေးမှာဖြစ်ပြီးအာဂတ်စတာကယ်ဆယ်ရေးတည်စည်းတွေကိုညနေ3:00နာရီကြာမှာဂျက်ကလေရင်ပေါ်ကနေထွက်ခွာသွားတော့လေရင်မှုကအရာအလုံးပြည့်ပြည့်စုံတယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့ပြန်တန်းစင်မှာဂျက်ခါခိန်းနှီးမှုတွေနဲ့ရုန်းကန်နေရတဲ့ကောင်လေးကိုမြင်နေရတာကြောင့်လီယင်မူကလောင်စာစီတဝက်လောက်ကုန်တော့မှဖြစ်ကြောင်းဝန်ခံတဲ့အတွက်လေထီးရွေအစင်သိပ်ဖြစ်ဖို့အတွက်ဂျက်ကလေထီးကိုတစ်ခါမှမသုံးမှုတဲ့အတွက်အကြောင်းဝင်တွေတောင်းပေမဲ့လီယင်မူကအသုံးမဝင်တာကြောင့်နောက်ဆုံးမှဂျက်အိတ်ပြောသွားပြီးရွက်လွင့်မှုအိမ်မက်မက်ခဲ့ပါတယ် ီတခါတော့သူနဲ့အတူအမျိုးသမီးတယောက်နေရင်တုန်ခါသွားတဲ့အခါယုတိရဲ့နိုးလာပြီးနေသူရဲကအတိုက်ခတ်ခံနေရတာကိုသိတဲ့ရတော့နေရင်မှုကတနက်တွေကိုရှောင်မှုအတက်နိုင်ဆုံးကျူးစားနေပေမဲ့ဂျေခါဘီကင်းတဲ့နေရာကိုရှာတွေ့ပြတာနဲ့စိုးစိုးကပြုတ်ချရမယ်လို့ကြေညာပြီးခဏကြာမြပေါ်နေတဲ့လေထီကိုလွတ်ချလိုက်ပြီးအတော်လေးနာကျင်စွာဆင်းသက်ခဲ့ရပါတယ် ထို့နောက်တွင်ဂျက်ကဒီထိုနေရာမှမိလောက်မှုအမျိုးမျိုးကိုရှာခွေရန်သာလုပ်ရှာခဲ့ပြီးသူဤထိတ်လန့်ဘွယ်တပုံးမြောက်လို့ရကြောင်းကျိုးဆွေးချခံနိုင်ရသည့်တင်ကားတစည်းယုတ်ပြရအဆောက်အဦးတစ်ခုမှပောက်ထွက်ကားချက်ကိုအမြောက်ခစ်ချင်ရတော့တယ်တင်ကားကဒုံးချီမချိမီတွင်တပုံးတစုပုံအောင်ရမှထွက်လာပြီးတင်ကားတွင်မှစစ်သားများကိုတည့်ရန်လက်ဖြစ်ပုံးမြောက်ပစ်ချခဲ့သည် တပုံများထွက်ခွာသွားပြီးနောက်နောက်ဆုံးတွင်ချဲ့ခတိအမြင့်မျိုးတွင်စစ်သားများကရက်ဆက်ချင်းချုပ်သောစစ်ပရင်ဘုံခုတ်ဥဆောင်မှုအောက်တွင်လမ်းများပေါ်တွင်အကြမ်းဖက်တိုက်ခိုက်ခြင်းကိုနှစ်သက်သောကြောင့်စစ်တူရင်ကစားနည်းကိုလက်ချင်းတင်ကြားပေးတာအရက်သားများကသူ့နောက်ဆုံးပြိုင်ဘက်ကဘုံခုတ်ကစားနည်းမသိကြောင်းထုတ်ဖော်ပြသသောအခါတွင်စစ်တူရင်ကစားရန်တွားအပ်ခဲ့သည် သူ့ရဲ့ညာကတစ်ဖက်ဖြစ်တဲ့ကော်နီကာကျူးကျော်သူဟာလေရင်ပေါ်ကနေခုန်ချလာဖို့ဘုတ်ကောက်ကသူ့လူပဲကိုဆေးလွတ်ပြီးမနက်ခင်းမှာကျဲကိုရှာဖို့သူ့လူပဲကိုစိတ်ခွနဲ့ခံပူပေးပြီးဘုတ်ကောက်ကိုကြောက်တဲ့အတွက်ကျဲကခါနောက်ခန်းကိုစစ်ဆေးပြီးသူ့ရဲ့ချစ်စရာကောင်းတဲ့အဝိစာတွေကိုဖုံးကွယ်ဖို့အဝိဟောင်းတွေကိုယူသွားပါတယ်။ တင်မရင်ပြင်တွင်စစ်သားများကတင်းကျပ်သောညမထွက်ရအမိတ်အပါဝင်စီကပ်ဖောက်ခဲ့သူမိသူမှုစုရင်းထန်စွာပြစ်ပီးခံရမည်ကိုတတိကပြီးရိတ်ခတ်သွားရန်ကျူးပန်းတော့ခါတွင်တပုံတအူးကိုပြစ်တက်ကအိတ်ကိုပြစ်ချခိုင်းသည့်စစ်သားများကသူ့ကိုယ်သူဝိုင်းရထားသည့်ကိုတွေ့ရှိကလူဤညက်နာကိုပြစ်ပေါက်ကကားတကားပေါ်မှစစ်သားတအူးရင်လက်ကိုကားတကားကိုချုံနောင်ကအခြားလူတအူးကိုကားပြတင်းပေါက်ကိုရဲခွဲကအဖွဲအားစတင်တိုက်ခိုက်သည် စစ်သားတယောက်ကသူ့ကိုဓာတ်နဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဂျေကကသူ့ကိုပိတ်ဆို့ပြီးစကတ်အနေငယ်တွင်မှသူ့ကိုသူလက်နက်နဲ့ထိုးလိုက်တာကြောင့်ဂျေကထွက်သွားဖို့အဆင်သင့်ဖြစ်နေပေမဲ့နောက်ထပ်စစ်သားတယောက်ကတော့အိုးအောင်းနေပြီးဂျေကိုပြစ်တတ်ဖို့အသင့်ပြင်ထားပေမဲ့သူ့ရုပ်တရက်လက်ချောင်းကို free fighter ကနှိခက်ခံလိုက်ရတာကြောင့်ဒရီယာက OS contact မှာသူမလိုချင်တာကိုပြုလိုက်ရတဲ့အတွက်ဂျေကသူ့ကိုလှမ်းကြည့်နေတာပဲဖြစ်ပါတယ်။ပူအနေအများသာစီရန်သူတို့နှစ်ယောက်ဒီမျိုးရင်းတို့ညီငယ်စွာယူလျာသွားကြသည်။ လူအုပ်ထဲတွင်ပုံအောင်နေရန်ကြိုးစားတော်လဲစစ်ထူကြီးတူဦးတီဂျက်ခ်နှင့်ဒရဲရတို့ကိုဖះအောင်တဲ့သူဝင်ကမကြသေးမီကကုမြတ်ခံခဲ့ရသောတပုံများဆမ်ဆမ်မှရရှိသောအရေးကြီးနေပုံတစ်ခုရှိသည့်ခါရီဆမ်ဆန်နှင့်တွေ့ဆုံပြီးဂျင်းတို့နှစ်ဦးအားဂျင်းဤကားကူတောင်သို့ခေါ်ဆောင်ကဂျင်းတို့သွားမိနေရသူညွှန်ပြထားသည့်နေပုံပေါ်ရှိထရက်ကားကိုပြတ်တက်ကားသည့်တရားများရရှိနေချိန်တွင်ဆမ်ဇောထရက်ကားကိုအစဉ်သိခင်နေချိန်တွင်ဂျက်ကထောင့်တွင်လှုပ်ဝက်ကုတ်တစ်ခုကိုတတိပြုမိသွားကြသည် ထိုအချိန်တွင်ဘိုးကျုံနှင့်သူစစ်တပ်သည်ဖះအကြောင်းကိုဝိယံကဒွေးနေဂျိတ်တို့ကိုကားပေါ်ပြေးထွက်ခိုင်းပြီးဆမ်စာအခင်းထွက်ကစစ်သူကြီးအားအာယုံမဆိုင်စေရန်စစ်သားများကသူ့ကိုမယုံကြောင်ပြောကဖះအကြောင်းလည်းသူဝင်လိုက်တော့အခါဆမ်စံကသူ့တနက်ကိုဆွဲထုတ်ကဘိုးကျုံကိုလက်မောင်းနဲ့တစ်တက်လိုက်တဲ့ခင်စစ်သားများကချက်ချင်းပင်တည်ဆုံသွားတဲ့ခင်ခိုးထောင်ထဲမှဂျေးအားကိုတွေ့ကထရက်ကားပေါ်မှခုန်စင်းကအာယုံပြောင်းသွားလေသည်ဈေးဆိုင်တဲ့အဆောက်အဦ အပြင်ကလူတွေကိုတနတ်နဲ့ဓာတ်လက်ထိုးသက်ပြီး Samsung ကိုပြစ်ခတ်နေတော့တနတ်တန်တွေမကြားရပေမဲ့ JK Tracker ကိုစားဖွင့်ချိန်မှာ video အတန်းကြည်ကြဲနဲ့တင်ကားကဖះအကြောင်းကိုသူ့ရဲ့အမြောက်ကိုပြစ်ခတ်ကြောင်းကြားလိုက်ရပေမဲ့ကံကောင်းစွာနဲ့နှစ်ယောက်သားကားကူတောင်တကားကိုဖောက်ထွက်လာပြီးစစ်သားတွေကပြဿနာမရှိဘဲကားကိတ်ကိုဖောက်ထွက်ပြီးသူတို့ရဲ့ကြီးစံတွေက JK ဘုတ်ကိုခုံးတက်သွားကစစ်သားတွေ Tracker ဘုတ်ကိုခုံးတက်သွားပါတယ်သူတို့နောက်ကိုလိုက်ဖို့စပိန်တွေ စစ်သားတွေကဒူးနောက်ကိုလိုက်ဖို့စပင်းပေါ်တက်ပြီးစစ်စည်းကိတ်ကိုရောက်ပြီးမကြခင်မှာအဆောင်တွေကပြစ်ခတ်ပေမဲ့ဂျေကထရက်ကားကကြီးစံခစ်ကြောင်တိလိုက်ရတဲ့အတွက်ခါရှိကိုခုံတက်ပြီးအဆောင်တွေကိုတုံးဖယ်ခိုင်းတဲ့ဂါလန်ဘေးကိုတုံးဖယ်ခိုင်းတဲ့ဂျေကအဆောင်ဦးတစ်ခုရဲ့ကိုအတင်းမောင်းခိုင်းပြီးတင်ကားကိုဂါလန်ဘော်ကနေတုံးထုတ်ပြစ်လိုက်ပါတဲ့ဆန်ကေသမအချုပ်ချက်သည်ပောက်ကွဲမှုမဖြစ်စေရန်ချွန်ထက်သောအလေတူကြီးသွားရသည့်တွေရကဒူးနောက်ကလိုက်နေတော့စပင်းသမနှစ်ယောက်ကဒူးနောက်ကိုလိုက်နေတာကြောင့် တက်နိုင်တဲ့မြန်မြန်မောင်းပြီးဥမေလိုင်ကောင်းတဲ့ကိုဝင်ခိုင်းပေမဲ့ထွက်လာချိန်မှာတော့အမြောက်ကိတာကိုစောင့်နေတဲ့နောက်ထပ်ကင်ကာတစ်ခုကိုတွေ့ပြီးခြေကတိုက်ခိုက်တာကိုရှာလိုက်ပြီးမကြခင်မှာပဲဒီဝက်ကထွေရဝိုင်းကိုတွေ့ပြီးစိုင်းကေသမားရီကိုဖိချဖို့လက်ဖြစ်ပုံနဲ့ဖိချလိုက်ပေမဲ့သူတို့နောက်မှာကားတစင်းကျန်နေသေးတာကြောင့်ထိုင်ကထရက်ကားကိုကန်တီခတ်လိုက်တာကြောင့်ခြေကဖိခတ်လိုက်ပါတော့တဲ့ထရက်ကားတိအဆောက်အဦအချားနေရာသူစစ်သားများပါသည့်ကားအစ်တစ်ခုပေါ်လာသည် ထို့နောက်တင်ကားသည်နောက်ထပ်ရိုက်ချက်တစ်ခုအတွက်အစင်းသင်းဖြစ်နေပြီဖြစ်သဖြင့်ဂျက်သည်လမ်းမထွက်ရန်လင်းမြန်စွာယူရကဂျင်းတို့ဤရန်သူများကိုတဖန်ပြန်ဆင်းလာမိအစားယခုခါဂျက်နှင့်ဒွဲရလို့သည်နောက်ဆုံးတွင်ဇော်လီစီတို့လုံခြုံစွာမောင်းနေနိုင်ခဲ့ပြီးထုံညတွင်သူရဲ့ကောင်းမြအနားယူရန်ရက်တံသွားသောဂျက်သည်ပကြီကားတစ်ချက်အတွက်မိမြကြော်ကြသည့်ဖြစ်စေဒွဲရကဒွဲရသည်ပကြီကားသည်ဘောဘူကြီးလက်နက်များစွာကိုရှာဖွေရန်အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်းရှင်းပြခဲ့သည့်ဂျက်ရဲ့အိမ်မှ အချောင်းကိုတိတဲ့အတွက်ကံကောင်းခြင်းလက်ဆောင်တစ်ခုအနေနဲ့သူ့အတွက် origami လေးလေးတစ်စင်းကိုပြုလုပ်ခဲ့ပါတယ် နောက်တစ်နေ့တွင်ဘောခဘူတီဆန်ခွတ်တင်တို့သူ့ရထားပေါ်တွင် အမြန်ခီးထွက်ပြီးတပုံနှစ်ယောက်ကတစ်ဖွဲ့လုံးကိုအနိုင်ယူခဲ့ပုံကိုပြောပြကာဖုန်ကြီးအားတက်လိုက်တယ်ဟုပြောကာအောင်ပွဲရရန်ကြိုးစားတော်လဲဂေါ်ဒစတီကသူ့ကိုမြစ်ပတ်စွာတက်လိုက်တော့အဆောက်အဦဟောင်းတစ်ခုတွင်ဒီဝတွဲရထားသည့်တွေရအထင်းကွန်ဟောင်းတစ်ခုတွင်ရက်တန်သွားကာဤနေရာသည်ငင်းတို့ချုပ်ကန်ထားသောရခင်အုပ်စု၏လက်အောက်တွင်ရှိနေသောကြောင့်ကြောက်ရွံ့နေပါသည်အနီးနားတွင်မိလောင်မှုတစ်ခုပြစ်ခတ်ခံရခြင်းဖြစ်ပြီးတစုံတရာသည်ငင်းတို့နောက်ကိုတိုက်နေသည့်ခေနှစ်ယောက်သားအထဲသို့ပြေးဝင်ကာနေရန်ပေါ်တွင်တွင်များတွေ့ရှိကာတကားဖွဲ့ထား ပြီးပတ္တာပေါ်မှာအနံ့အတံများကင်းစင်သွားကြောင်းညွန့်ပြနေသည်မှာမကြသေးမီကတကားတကူလွတ်ထွက်သွားကြောင်းဖော်ပြသည်။နောက်အိမ်အတွင်းပျက်စီးမှုမရှိသောကြောင့်ဂျဲခါကရင်တို့သည်အရာအားလုံးကိုထုတ်ယူပြီးဝဲအပြင်ဘက်ပူလုံကြုံသောနေရာကိုချွေလိုက်ကနေရောက်သားအဆောက်အဦးကိုအမြန်ချင်းခက်ကနောက်ထပ်တွင်ကြီးစံကုန်များစွာကိုပြစ်ရှိပြီးနေရန်များပေါ်တွင်ပျက်စီးသွားကဂျဲခါကထိုးနေရတွင်ခိုင်ဆောင်ထားသူများကိုမန်းဆာကပြင်မယုံကန်းတဲ့သူဝင်ရောက်ကဂျက်နေရန်နောက်ဖက်ရှိလူဝက်စာအုပ်အတူကိုရှာဖွေကကပိနက်စာအုပ်အတူကိုရှာဖွေကနေရန်တွင်တင်းစီထားသောဂျက်ခမတန်များကိုရှာဖွေကြသည် ပြင်သစ်မဆူမြအားကိုဘာသာပြန်သည်သူတို့လိုအပ်သောအော်ရင်းနေများကိုရယူတော်လဲရတနာကိုကာကွယ်သည်သူဟုခင်နေတီဂျက်သည်တန်တရားဖြစ်ပွဲရှိသည် မြေပုံတဲကဆက်ဖက်ကိုအသုံးပြုပြီးဂျက်ကဒီနေရာအစစ်မှန်ကိုရဖို့အတွက်အော်ရီနိတ်တွေကိုကုတ်ကုတ်လုပ်ဖို့အတွက်ဒီနေရာကိုခြံထားခဲ့မှာမဟုတ်ဘူးလို့ထွေးရကအဆောက်အဦကိုတွားကျင်နေတဲ့နှုံထရီပေါက်ကြားလာပေမဲ့ဂျက်ဟာဆင်ဆွာဆိုတဲ့နာမည်ကိုနောက်ဆုံးရရှိတဲ့အချိန်ခေတ်ထွေးရကရှင်းပြထားတဲ့ခံတက်တစ်ခုဖြစ်တဲ့ဆင်ဆွာဘလူးရှင်းပြထားတဲ့မြေပုံပေါ်ရှိခံတက်ကိုရှာရင်းတဲ့ဝဲစ်တွေဟာပြင်းပေါက်ကနေအရွက်ပုံကိုအပြင်းသွားတက်သွားကြပါတယ်တကားတော့တန်သည့်တကားကိုဖွင့်လိုက်တော့အခါပောက်ကွဲတန်ကြောင့် track ကားပေါ်မှပြန်ဆင်းလာခဲ့သည့် တွေ့ရကတပုံတွေကိုဖုံးဆက်ပြီးခဏကြာမှာယထာကဆောလကူရောက်လာပြီးဘောခါဖာထရကာမှာကြံခဲ့တဲ့တားရအမှတ်သားတွေကိုဂိုရန်နခတ်တွေ့တဲ့အော်ဒီနေတွေနဲ့မဆုစာအုပ်ကိုရှာတွေ့ပေမဲ့ဘုတ်ခုတ်ကပြုတ်ကျမသွားတဲ့အပြင်နေဘူးမရှိဒရေယာရဲ့လက်ဖွေရာတွေကိုထုတ်ပြဖို့ကအလင်းကိုအသုံးပြုပြီးအခုတူတိသွားပါပြီသူကလည်းဆမ်ရှော့ကလိုက်ပြုံးမှဖြစ်တယ်လို့ဘောခုတ်ကလည်းကျေးဇူးအများကြီးတင်ပါတယ်သူကပြစ်တဲ့ချင်းခင်နောက်ဆုံးတွင်သူရဲ့ကောင်းများသည့်ဆမ်ရှော့သူရောက်ရှိလာပြီးဒရေယာသည်ပင်မအဆအောင်တို့ရောက်တော့ခါတကားကိုဖွင့်ဟန်တန်ကျူးခဲ့ရမည် 初中多少年 rate,？读完，当中五门是多少？这可以，但你二次、三次拉多少？ ဂျိတ်တီစုလောက်တမ်းများရှိနေသည်ဟုပရိယကယူဆကအသေးစိတ်ပုံစံများကိုကြည်ကခင်းတို့ကြားနေရသည့်စွမျက်တန်သည့်နေစုတ်ခွက်အလုံးပိတ်ပုံပေါ်သည့်နေစစ်စနစ်တစ်ခုဖြစ်ကြောင်းချက်ကတန်တရားဝင်သွားသည့်ဂျိတ်တီပုံစံအသေးစိတ်ကိုစစ်ဆေးပြီးအလဲရှိနေပြောတွင်းရှိပန်ကတစ်ခုအားကြည့်ရှုရန်ပန်ကကိုဖြတ်သွားစေရန်စီစဉ်နေကြောင်းဂျိတ်မှတွေ့ရှိခဲ့သည့်ဂျိတ်တီအပေါ်ဆုံးထက်တွင်ရှေ့သူရွေ့နေချိန်တွင်ပန်ကကိုပိတ်ရန်ဂျိတ်တီကြဖူးချုပ်ကိုတွေ့ရှိပြီးအဆိုရှိတစ်ခုတွင်ချိန်ပြီးနောက်ဂျူးနှင့်ချိန်ခါသည့်ဂျူးကိုဖန်တီးရန်သူ့အိတ်ကိုဖြတ်လိုက်သည် ယခုသူသည်အောက်ခြေမှလှည့်နေသောပန်ကကိုမြင်နိုင်သည့်ရိုးတံပေါ်သို့တက်နိုင်တော်သည်ကံမကောင်းစွာဖြင့်ကျူးကိုပုတ်တိုက်မှုကြောင့်ဘရေယာသည်ဆူလာပြားများဖြင့်အေရီယာသို့ရောက်တည်နေတဲ့ချိန်ထဲတွင်ဒွေယာသည်ခီးပြင်းချင်းကွဲသွားသည်ကိုသတိထားရန်လိုအပ်တော်လဲပထမအချိန်ရက်ချက်အားလွန်ဆုံမိတော်လဲကျေးဇူးတင်စွာဖြင့်ဒူမာ၏ဒုတိယအထီးခံရသည့်မြေသားများနှင့်ဂျက်ပြုတ်ကြကလေးချမ်းတိုက်ပြီးပြုံပြုတ်သွားသည်ဖြင့်ပန်ကများပြုတ်ကျသွားသည့်ရင်းညွတ်မိရာတွေ့တော်သူအသက်ပြင်းပြင်းရှူပြီးအသက်နိုင်ဆုံးမြန်မြန်ကူးဖို့မဟုတ်ပြီးအကောင်ပေါက်စီအမြန်ပိုးလိုက်တယ် တုတ်ခတ်ထားတဲ့ကြဲကအသေးအံတုံပြီးရင်းနစ်နေတဲ့အချိန်တွင်းမှာပဲကြဲကူးဖွင့်နိုင်ခဲ့ပြီးအခုနောက်ဆုံးမှာတော့ကြဲကလောင်အိမ်ထဲကိုဝင်ပြီးတကားကူဖွင့်ပေးလိုက်တဲ့အတွက်ဒရီလဲဝင်လာနိုင်တာကြောင့်မောင်လွတ်စဟာနမဲကျော်ပကြီးကတချက်နဲ့တွေးရင်းနီပလီယာဘုံဖြစ်သွားတာကြောင့်ဒရီကအန်အော့သွားပေမဲ့ဒရီကအော့ဂတ်စာကြဲကူးတစ်စကကြဲရဲ့အကူအညီကိုအတီးပြုတ်ပေးမယ်ဆိုတာကိုကြဲကအတီးပြုတ်ပြီးချိန်မှာတော့ကြဲကအကူအညီတောင်းမှုအတီးပြုတ်ပြောကြားခဲ့ပါတယ်ဂျပန်နိုင်ငံကိုဘုံကျဲပြီးမော်စကိုအတွက်အပူပုံးကလုံးတင်စီခဲ့တာ ကျက်ကဒီအာကတ်စပုံးကိုမတုံးကျင်တော့ပဲဘော့ခပ်ဂျိတ်ကဲ့သို့စစ်ပီရင်များနဲ့ဝေးဝေးနေခြင်းကြောင့်ဂျိတ်ကအာမခံပြီး အောက်စပင်လျင်စစ်ပီရင်များညီတုကိုမြအယုံကြည်မရှိနိုင်ဟုယုံကြည်ကတိုက်ပွဲတွင်အဆုံးတွင်စစ်ပီရင်များအမျက်အနိုင်ရနေသောကြောင့်တွေးရဘုံကိုဂျိတ်ခံမောင်းထုတ်ရပင်ဂျိတ်ကမောင်းထွက်သွားသောဘုံကိုခုခံကာကွယ်ရန်တပုံများရောက်လာပြီးစစ်ကပ်ပိုင်းကြပင်ထရက်ကားပေါ်မှစစ်သားများရောက်လာကမိရထားပြန်ထွက်လာကစစ်သားများထံရောက်ရှိလာသည်သူတို့အားလုံးကိုမြင်းမြန်းချပါ ကောရနချသပုံထွက်ကားကိုဖောက်ခွဲဖြစ်တဲ့ဒုံးကြီးကိုတော့ကင်းလွလိုက်ပြီးဘုတ်ခုတ်ကဘုံကိုယထားဖို့တင်ထားစင်မှာလုံကြုံရေးတို့ကိုပြီးထားပြီးကျဲခါခဏနာပြီးခန်းတက်ကိုပြန်မောင်းလာတဲ့သူစိတ်ပြောင်းသွားတဲ့ဝက်ကံမလှလေးကိုစိုက်ကြည့်ပြီးအလောင်းရအလုံးကိုတွေးပေမဲ့ဂျေဇူးပဲတွေ့ရက်ကအဆောက်အဦထဲမှာဘေးကင်းပြီးခြေောက်တံရကိုပတိနဲ့ပတိထားတော့ဒူမရဲ့သဘောထားမမှန်တော့ဘူးလို့တောင်းပန်စကားဆိုပါတယ် သို့တော်လေဂျေကာဘုတ်ကပူကိုဖောက်ခွဲပစ္စည်းတွေစုပြီးတထဘုတ်ကဆင်းပြီးဂျေကာဖောက်ခွဲပစ္စည်းတချို့ကိုတာပြီးဂျေကာခန်တက်ကိုထရက်ကားဘုတ်မတင်ခင်မှာအထုကိစင်မှုတစ်ခုပြုလုပ်ပြီးညနေခင်းမှာခန်တက်နောက်ကနေမှုထုတ်တာကြောင့်ယထာကနှိကွေးသွားတာကြောင့်ဘုတ်ကပူကဒါဘူးစိတ်မချမ်းသာပဲစပယ်ရကိုခေါင်းကိုပြစ်တက်လိုက်တာနဲ့ယထာကတူရဲကောင်းတွေတရားဘော်တက်ပြီးဂျေကာတရားဘော်တက်ပြီးယထာတကားကိုဖွင့်လိုက်တာနဲ့ဂျေကာတရားဘော်တက်ပြီးယထာကဖြစ်သွားတဲ့အခါအရှိန်ပူမြင်လာပါတယ်အဆောင်ချက်တော့ဒီကူတက်ဖို့လက်ပြပုံနဲ့တည်တယ် အသက်ရှင်ကျန်ရင်သူအနေငယ်ရှိပါသေးသည်ထို့ကြောင့်ဂျဲကဒီမိနုထံမှတနက်တလက်ကိုခိုးယူသွားပြီးတိခတ်လိုက်ရဂျဲကဒီတိုင်ပွဲတွင်ပါဝင်လာကဂျဲကဒီဂျပန်လူရန်ကားထပ်ပူမှုအကောင်သောကြောင့်ဂျဲကဒီဂျဲကိုကားပေါ်မှကန်ထိုးလိုက်ရဂျဲကဒီဂျဲအားဘုံနှင့်မိကဆွာကြားရောက်စေသည့်အတွက်ဂေါနက်ဒီဟောလေကူမတိမချင်းဂျဲကနှင့်တိုင်ပွဲဆက်လက်ဖြစ်ပွားနေစေရန်အတွက်သာဂျဲကအားဘုံနှင့်မိကဆွာဖိခတ်နိုင်ခဲ့သည့်ထို့နောက်သူသည်ဗော့ကမ်ကိုတိုက်ထုတ်ရန်အတွင်းဘက်သို့ကြီးတွားခဲ့သည် ယောက်ျားတွေကအခန်းတစ်ပြင်လုံးထိုးနှက်မှုတွေစတင်ပြီးနောက်ဆုံးမှာတော့ဂျေကဗိုလ်ကူကိုစပွဲပေါ်တွန်းတင်လိုက်ပြီးဘီကီတို့ဘူး မယူမီတန်လိုက်အိမ်မြောင်းနဲ့လက်နဲ့ထိုးလိုက်ပြီးဒရဲကရှိကမောင်းနေပြီးအောက်ဖို့ပြပါတရားကိုရောက်တဲ့အခါဖောက်ခွဲပစ္စည်းတွေတက်ဆင်ထားတဲ့တရားကိုယထာမခက်နိုင်ခင်ကျိတ်ကချက်ချင်းကားထွက်သွားပြီးဗုတ်ခတ်ကယထာကိုရက်တံမှုကျူးစားပေမဲ့ယထာကိုရက်တံမှုကျူးစားပါတဲ့ကျိတ်ကလည်းတီးပြီးချင်းတဲ့အတွက်ယထာကအနီးနားကဒရဲ၆ထဲကိုလှိမ့်ဆင်းပြီးအကြဒိန်ပေါင်းများစွာပောက်ကွဲပြီး၆ထဲကိုထိုးကျသွားပါတယ် ဒါပေမဲ့သူကသူ့ကိုအံ့အားသင့်ပြီးနောက်ကနေအင်္ဂလန်မှာပွေးဖက်လိုက်ကြပြီးတစ်ချိန်ချင်းမှာတော့ဂျေကာအောက်ဂတ်ကိုလုံခြုံရေးတော်ပေကဘုံက6အောက်ချီမှာတားပောက်ကွဲနိုင်တယ်ဆိုတာကိုရှင်းပြပေမဲ့အာဂတ်စတဂျေကာနောက်ထပ်မစ်ရှင်တွေကိုလက်မခံတော့ဘဲတွေးရတဲ့အတူတွေးရတဲ့တွဲပြီးအာဂတ်စလကဘာကိုလက်လွန်ဖို့ထွက်သွားချိန်မှာ သူ့ကိုနမ်းလိုက်တယ်လို့ဆိုပါတယ်မူနာလီစာအစ်အမှန်ကိုတလျှောက်လုံးရှိခဲ့တယ် စီရင်တွင်ပြီးအကြောင်းကြားချက်များကိုဖွင့်ထားရန်တိကျစေခြင်းဖြင့်ဤကဲ့သို့သောဗီဒီယိုများကိုကြည့်ရှုသည့်အတွက်ကျေးဇူးတင်ပါသည်